္ဂလာပါခင်ဗျာတကူကန်ရဲ့တပတ်တာသတင်းတင်ဆက်မှုမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မွန်ဂိုခရိုင်တွင်ဒေါ်လန်ကြီးကာလာတျောအထူးဒေသတည်ရဲ့ညီညွတ်ရေးအတွက်အသက်သွေးချွေးဖြင့်ပေးဆက်ခဲ့ကြတဲ့စစ်မှုရန်ဟောင်း30ကျော်ဂုံပြခံရတဲ့သတင်းအထူးဒေသတည်ရှိကလေးသူငယ်များအတွက်မရှိမဖြစ်လိုအပ်တဲ့ငွေစည်းလက်မှတ်လျှောက်ထားခြင်းဆိုင်ရာလမ်းညွှန်ချက်တွေကိုကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့သတင်း ကွန်လုံမြို့နယ်မှာ2ကီလိုမီတာရှိမြို့ပလန်တစ်စီမင်ကိန်းစတင်ခဲ့တဲ့တွင်မွန်ဂိုခရိုင်တွင်ပြင်းထန်သည့်ပြစ်မှုကြုံလုံသူ9ဦးကလူထုတရားစီရင်ပွဲဖြင့်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့တွင်အပါအဝင်တပတ်တွင်တင်ဆက်ခဲ့တဲ့တွင်များစွာတွင်မှာထူးခြားသူများကိုအကောင့်တော်တင်ဆက်ပေးတော်မှာဖြစ်ပါရခင်ဗျာ ထမဆောင်တည်ရင်အနေနဲ့မွန်ဂိုခရိုင်တွင်ဒေါ်လာဤကာလတခြားအထူးဒေသတည်ရင်ညီညွတ်ရေးအတွက်အသက်သွေးချွေးနဲ့ပြေးဆိုင်ခဲ့ကြတဲ့စစ်မှုထဟောင်း30ကျော်ဂုံပြူခံရတဲ့တည်ရင်ဖြစ်ပါတယ်။နိုဝင်ဘာလ6ရက်နေ့တွင်အထူးဒေသတည်မွန်ဂိုခရိုင်မှာစစ်မှုထဟောင်းများဂုံပြူနုဆက်ပွဲအခမ်းအနားကိုကျင်းပခဲ့ပြီးစစ်မှုထဟောင်း30ကျော်ကိုဂုံပြူခဲ့ပါတယ်။အခမ်းအနားသို့ MNDJP ဘူကော်မတီအရန်အဖွဲ့ဝင်မွန်ဂိုခရိုင်တွင်ရမှုဦးလီချင်မော်ခရိုင်မှုဦးပေါ်အန်ဂျုံဒူခရိုင်မှုမြောက်ဦးချန်လူဖာနှင့်ဦးကျောက်ချစ်ကွေအပါအဝင်ခေါင်းဆောင်များတက်ရောက်ခဲ့ကြပါတယ်။၎င်းတို့သည် ီစမှုတန်းဟောင်းတူချင်းစီအားလေးပြုကွန်ပျူတာများပြောကြခဲ့ပြီးအထူးဒေတာသာသမီများ၏စုတောင်းမြေတာများနှင့်အတူဘဝ၏အခမ်းအနားတစ်ခီးစဉ်ကိုစတင်စေခဲ့ပါသည်အခမ်းအနားကိုတက်တော်တခြင်းပြင်ဖွင့်လိုက်ခဲ့ပြီးစမှုတန်းဟောင်းများအားကွန်ပျူတာအမိန့်ပြန်နိုင်ကိုဖျက်ချခဲ့ပါသည်အတွင်ရေးမှုဥလိချင်မော်နှင့်ခိုင်ကောင်းဆောင်များသည့် စမှုရန်ဟောင်းများအားစမှုရန်ဟောင်းလက်မှတ်များနဲ့ပင်စင်များပေးခဲ့ပြီး၎င်းတို့ရဲ့နှစ်ပေါင်းများစွာထူးချွန်ပြောင်မြောက်သောပေးဆက်မှုနှင့်စွန့်လွတ်နှင့်နိုင်ငံမှုများကိုချီးကျူးကုန်ပြုခဲ့ပါတယ်။ထို့နောက်တက်တော်တချင်းတန်စင်ကြမှာစမှုရန်ဟောင်းများသည့်ပခုံးတွင်တစိကျိုးရင်ဘတ်တွင်ပန်းနီများတက်စင်ကစနစ်တကျတန်းစီခဲ့ကြပြီးတပ်ဖွဲ့ဝင်များအားလုံးဤမြေမောက်တွင်၎င်းတို့၏အထုပ်တစိနှင့်ရင်ဘတ်လက်မောင်းတစိများကိုချုပ်ခဲ့ရာ၎င်းသည်စမှုရန်တက်တန်းပြည်စုံတော်ပြီဖြစ်ကြောင်းကိုတင်ဂီတာပြုခဲ့ပါတယ်။အတွင်ရေမှုဦးလီချင်မော်ကစမှုရန်ဟောင်းများသည့်အထူးဒေသပြန်လည်ထူထောင် င်ရေးလုပ်ငန်းရှင်တွေအဓိကတာဝန်ယူခဲ့ကြသူများဖြစ်ကြောင်းခက်ခဲတဲ့ကာလမှာလုံခြုံရေးအားအစီကိုလည်းတည်ဆောက်ခဲ့ပြီးအထူးဒေသကြီးတွေကောင်များနဲ့ငြိမ်းချမ်းရေးဆောင်ရှောက်သူများအဖြစ် ခေါ်ဆိုဂုဏ်ပြုခဲ့ပါတယ်။စစ်မှုထမ်းဟောင်းများသည့်စစ်တီစိတ်တက်ကိုထောက်ဝစဉ်ထင်သိထားရင်နှင့်အထူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ပံ့ပိုးကူညီကြရန်လည်းမျှဝင့်ကြောင်းတိုက်တွန်းခဲ့ပါတယ်။အခမ်းအနားပြီးဆုံးသောအခါစစ်မှုထမ်းဟောင်းများသည့်စစ်သားဂုဏ်၏အလင်းရောင်နှင့်တပ်ဖွဲ့များ၏စုတော်မြေတားရင်းနှင့်အတူနေရက်ကြီးရောများတို့ပြန်လည်ရောက်ရှိဖို့ခီးတက်ကိုစတင်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဒုတိယသတင်းအနေနဲ့ဒုတိယတရှိကလေးသူငယ်များအတွက်မရှိမဖြစ်လိုအပ်တဲ့မွေးစင်းလက်မလျှောက်ထားခြင်းဆိုင်ရာလမ်းညွှန်ချက်တွေကိုကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့သတင်းပဲဖြစ်ပါတယ်ပ မွေးစင်းလက်မဟာကလေးငယ်တူရဲ့ပထမဆုံးတရားဝင်ထောက်ထားဖြစ်ပြီးကလေးရဲ့ပုံမှန်ကာကွယ်ဆေးထိုးခြင်းနောက်တွင်ကျောင်းအနှံ့ခြင်းနှင့်နောက်ပိုင်းတွင်နိုင်ငံသားစီစီရေးကပြလျှောက်ထားရမှာအခြေခံကြရတဲ့ဆော်ရဆော်ရင်ဖြစ်တဲ့အတွက်အလွန်ရည်ကြည်ပါတယ်။ကလေးမွေးဖွားသည့်နေရာလိုက်မွေးစင်းလျှောက်ထားမိပုံစံများကွဲပြားပါတယ်။ကျမ၏ဌာနလောက်ရှိဆေးုံများတွင်မွေးဖွားပါကသူဆေးုံမှတစင်းတိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ပုဂ္ဂလိကဈေးကံများတွင်မြို့ဖော်ပါကမိဘများတို့မဟုတ်ဈေးကံကုသလေမှာနိစ္စရာကျမ၏ဌာနသို့တွားရောက်လျှောက်ထားရမည်ဖြစ်ပါသည်။အကယ်၍နေအိမ်တွင်မြို့ဖော်ခဲ့ပါကမိဘ ်များသို့မဟုတ်အိုရင်းသူမှသက်ဆိုင်ရာရက်ွက်ခြေရွာမှထုတ်ပြီးသောအတီးပြုတ်တော်ဖြင့်နိစ္စရာခြေလက်ချမ်းမ ాయి ဌာနစီရင်သူမဟုတ်မြို့နယ်ချမ်းမ ాయి ဦးစီးဌာနသို့တွားရောက်လျှောက်ထားနိုင်ပါသည်။ကုန်ကြစရိတ်ဤဖြင့်တတ်မှတ်ထားသောကာလဖြစ်သည့်ကလေးတစ်နှစ်အောက်အတွက်လျှောက်ထားပါကအခမဲ့ထုတ်ပြီးပါသည်။သို့သောကလေးတစ်နှစ်ကျော်လွန်သွားမှလျှောက်ထားပါကတမက်ကာလထက်ကျော်လွန်သောကြောင့်တန်ကြီးအနေငယ်ပြည်သွင်းပြီးမှသာမွေးစင်းလက်မှတ်ကိုထုတ်ပေးမိဖြစ်ကြောင်းသိရှိရပါသည်ခင်ဗျာဆက်လက်ပြီးပဒါယီအင်ဂျင်မှုအမွေနှင့်ထွန်တောက်ရေးအတွက်အသိဉာဏ်ခံကလူတိုင်းခဲ့တဲ့တရင်ကိုတင်ပြပေးပါမယ် ဗုဒ္ဓဘာသာယူရကထိန်ပွဲတော်ကာလအကျိုးနိုဝင်ဘာလ6ရက်နေ့မှာပြည်တော်စမြန်မာနိုင်ငံအထူးဒေသတည်တင်းနီခိုင်အုပ်ချုပ်ရေးကော်မတီနဲ့ခိုင်ကော်မတီခေါင်းဆောင်များသည့်ဘုံတော်ကြီးကြောင့်တော်များတို့ကုတိုင်းတော်ရောက်ကပူဇော်တကားပြုခဲ့ပါတယ်ဒေသတွင်ငင်းချင်းရင်နှင့်ပြည်သူများချမ်းသာချမ်းသာရေးအတွက်ဆွေတော်မြတ်တာဘုရားယင်အုပ်ချုပ်ရေးနေမြေတွင်ရှိကျောင်းဆောင်မုံ36ဆောင်ရှိ ဖုန်းတော်ကြီးကြောင့်တော်များအားစုစုပေါင်းချက်133တင်းကျော်လူတန်းခဲ့ပါတယ်။ဤလူတန်းမှုဟာဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေနဲ့ဆက်လက်ထွန်းတောက်ရေးအားလေးထားတဲ့လက်တွေ့ကျတဲ့အထောက်ပံ့ပေးမှုတွင်ဖြစ်ပါတယ်။ခန်ကော်မတီခေါင်းဆောင်များသည့်ဘာသာရေးကန့်ဆိုင်သူများနှင့်အတူရွေးရဒလီထုံးစံစင်လာအတိုင်းပူဇော်တကာပြုခဲ့ပြီးပြည်သူများ၏ကောင်းကျိုးချမ်းသာနှင့်လူမှုရေးသဟဇာတာဖြစ်မှုတွင်မျှော်လင့်ချက်ကိုပေါ်ထုတ်ခဲ့ကြပါတယ်။ဖုန်းတော်ကြီးကြောင့်များ၏နေ့စဉ်လက်ပတ်မှုတွင်ခံမသောအထောက်ပံ့ပေးစီခဲ့ပြီးအထူးတေတာအုပ်ချုပ်ရေးကော်မတီဘာသာရေးလွတ်လပ်ခွင့်အားလေးထောက်မှုကိုလည်းပေးသက်ခဲ့ပါတယ်။သိနေ ီခိုင်အချုပ်ရေးကော်မတီသက်ဆိုင်ရာတာဝန်ရှိသူများကနောင်တွင်လည်းဘာသာရေးနေရာများ၏ပြည်စုံစွာဖွံ့ဖြိုးတိုးတက်ရေးကိုဆက်လက်ပံ့ပိုးတော်မူဖြစ်ကြောင်းကတိပြုပြောကြားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကွန်လုံမြို့နယ်မှာ9ကီလိုမီတာရှိမြို့ပလန်တင်းစီမံကိန်းစတင်တဲ့တရင်ကိုတင်ပြပေးပါမယ်။ ပြည်သူမြန်မာနိုင်ငံအထူးဒေသတည်ကိုကင်ခိုင်ကွန်လိုမျိုးနယ်တွင်ကွန်လိုမျိုးပတ်လန်တည်တိဆောက်ရေးစီမံကိန်းကို2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်တည်ဝင်ဆက်တဲ့အကောင့်တွေပေါ်လိုက်ပြီဖြစ်ပါတယ်။ဤရေးပါသောစီမံကိန်းဟာဒေသတွင်ရင်ကျောပိတ်ဆို့မှုပြဿနာကိုဖြေရှင်းရန်ရည်ရွယ်ပြီးစီမံကိန်းဆက်တဲ့အကောင့်တွေပေါ်သည့်အခမ်းအနားသို့ကွန်လိုမျိုးနယ်အတွင်းရေးမှူး Mr. Shaofeng Ron နှင့် MNDAA Engineer တည်ရင်ဒုတိယတည်ရင်မှူးဘုံမူ Mr. Song Chang Hua တို့တယောက်လမ်းညွှန်မှုများပေးခဲ့ပါတယ်။တည်တိဆောက်မှုမျိုးပတ်လန်ဟာအရှေ့အဖက်9ကီလိုမီတာခန့်ရှိပြီးလမ်းခင်းအနှံမှာ စင်မီတာဖြစ်ပါတယ်။လမ်းကြောင်းသည်ကုန်းလုံးဤမြို့ရင်းလမ်းများကိုရှောင်ကွင်း၍ရက်ွက်လေးအတွင်ရှိနီပါကိုကျေးရွာ၊ဖုန်ချာကျိုက်ကျေးရွာ၊တာဟုကျေးရွာ၊တာဝန်စုကျေးရွာများရက်ွက်သုံးအတွင်ရှိဖုန်ကြီးကျောင်းဆောင်နှင့်တတော်ရီနောက်ဖက်ဒေါင်းလင်းတျောင်းနှင့်ရက်ွက်တိကျေးရွာအုပ်စုအတွင်ရှိတာပန်ကျောက်ကျေးရွာ၊ကျန်ချာကျိုက်ကျေးရွာတို့ကိုဖျက်တမ်းကကောက်ကွင်းအစွန်းတွင်အဆောင်သွေး၍မြို့ပတ်လမ်းကွန်ရက်ကိုဖြစည်းတော်မှဖြစ်ပါတယ်။သက်ဆိုင်ရာဌာနဆိုင်ရာများကလမ်းကြောင်းတျောင်းရှိနေထိုင်သူများနှင့်ကြိုတင်ညှိနှိုင်း၍စီမံကိန်းနယ်မြေတွင်ရှိစိုက်ပျိုးပင်များအတွက်လုံလောက်သောယူကြည် ငွေများပေးချေခဲ့ပြီးနေထိုင်သူများ၏တရားဝင်အခွင့်အရေးများကိုတည်တည်ရဲ့ရောက်ကောက်ဝယ်ပေးခဲ့ပါတယ်။လက်ရှိတွင် ဆော်လိုရေးအဖွဲ့များသည့်လုပ်ငန်းခွင်အပြေအဝါဆောင်ရွက်နေပြီဖြစ်ကအကြမ်းလမ်းအဆင့်ပြည်စည်းရင်၂လကြာမီဟုခံမှန်းထားပြီးလမ်းဖောက်လိုမှုပြည်စည်းပါကတန်နစ်ကျောက်သူခင်များခင်ပြီးနောက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ကွန်လုံမျိုးပလန်တိဆောက်ခြင်းဟာဒေသရင်းကျော်ပေးဆိုမှုအခြေအနေကိုအကြီးအကျယ်ကောင်းမွန်စေပြီးအထူးဒေသတည်ရှိပွားရေးလူမှုရေးအရေးအသွေးမြန်မာတိုးတက်ရေးအတွက်ခိုင်မာသောထောက်ပံ့ဖြစ်စေမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းအနေနဲ့2120ပြည့်ရနေ့တကူဖွဲ့တော်ကိုဂုံပြူကျူဆိုတဲ့အနေနဲ့ဂျမိုင်းဌာနကစီစဉ်တဲ့အခမဲ့ဂျမိုင်းဆုံးရှုံးမှုစီစဉ်ပေးဖြစ်ပါတယ်အထူးဒေသတိဂျမိုင်းဌာနမှဦးဆောင်သည့်အထူးကုဆရာဝန်ကြီးများအဖွဲ့သည်ဒေသခံပြည်သူများ၏ဂျမိုင်းရဲ့အစဉ်တန်မြင့်မားရေးကိုအလေးထားသည့်အနေဖြင့်နိုဝင်ဘာလ15ရက်နေ့မှစတင်၍9ရက်ကြာအခမဲ့စီကူတာမှုနှင့်ဂျမိုင်းပညာပေးခီးစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်ဤလူမှုအကျိုးပြုခီးစဉ်သည်ဒေသခံပြည်သူလူထုနှင့်ပုံမှန်ဤဆက်စွာဂျမိုင်းဆုံးရှုံးမှုပေးနိုင်ရန်နှင့်ရောဂါများကိုဆောစီစွာရှာဖွေကူတာနိုင်ရန်ရည်ရွယ် ပြီးမန်ယူတရာ၅မိုင်ဘန်ဆိုင်ဂျူကုံမြို့နှင့်ဒိန်ဒီမြို့စသည့်နေရာများသို့တောရောက်မှာဖြစ်ပါတယ်ဈေးကူတပေးမိရန်များမှာမန်ယူတွင်နိုဘာလ15ရက်ဘန်ဆိုင်တွင်နိုဘာလ16ရက်တို့၌အခမဲ့ဈေးကူတပေးမိဖြစ်ကဒိန်ဒီမြို့တွင်နိုဘာလ18ရက်နေ့၌ဒေသခံများအတွက်ကျန်းမာရေးပညာပေးဟောပြောပွဲကိုအဓိကပြုလုပ်ပြီးနိုဘာ19နှင့်20ရက်များတွင်ဆက်လက်၍အခမဲ့ဈေးကူတမှုများပြည့်အပ်တော်မှာဖြစ်ပါတယ်ကီးစင်တလျှောက်တွင်ကလေးငယ်များ၏အနာဂတ်ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်သည့်ကာကွယ်ဆေးများအသက်အရွယ်လိုက်ထိုးနှံပေးခြင်းဒေသတွင်အဖြစ်များသည့်မျက်စိနားနှာခေါင်းလေကြောင်းရောဂါမျာ ያኔ အရေးပြယောဂများအားအထုကုများမှစစ်စစ်ကုသပေးခြင်းများအပါအဝင်အရေးကြီးသောကျန်းမာရေးဆောင်ရှားမှုများစွာကိုလုံးဝအခမဲ့ပံ့ပိုးပေးတော်မှာဖြစ်ပါသည်။ပို၍အရေးကြီးသည့်မှာရေရှည်လိုအပ်ချက်ရှိပြီးခွဲစိတ်ကုသမှုလိုအပ်သည့်လူနာများဥပမာအတွင်းတိမ်လူနာများမူရပါချုံရွက်ရှိသောနှခမ်းခွေအကောင်ခွေကလေးငယ်များနှင့်ခြေထုလက်ထုလိုအပ်သောလူနာများအတွက်အထူးရှင်းကောက်ယူခြင်းများပြုလုပ်မည်ဖြစ်ပြီး၎င်းလူနာများအလုံးကိုလာမည်ဒီယိုနစ်တကူကာလာတွင်အခမဲ့ခွဲစိတ်ကုသပေးနိုင်ရန်တိကျတေချာသောအစီအစဉ်များစီမံထားကြောင်းသိရှိရပါသည်ခင်ဗျာ။ဆလဘီမွန်ဂိုခိုင်တွင် ပြင်းထန်သည့်ပြစ်မှုကျူးလွန်သူ၅ဦးကလူလူတရားစီရင်ပွဲဖြင့်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်။နိုဝင်ဘာလ17ရက်နေ့တွင်ပြည်တော်စမြန်မာနိုင်ငံအထူးဒေသတစ်တရားစီရင်ရေးအဖွဲ့အစည်းသည်မွန်ဂိုခိုင်၌လူလူတရားစီရင်ပွဲကျင်းပပြီး ပြင်းထန်သည့်ရာဇဝတ်မှုအမှုငါမှုအားစုပေါင်းကြီးညာချက်ထုတ်ပြန်ကတရားခံ၅ဦးအဥပဒေအရအရေးယူပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ဤသို့ပြုလုပ်ခြင်းသည့်ဥပဒေချိုးဖောက်သူများအား၆လရန်နှင့်ပြည်သူလူထု၏ဥပဒေစိုးမိုးရေးယုံကြည်မှုကိုမြင့်တင်ရန်အတွက်ဖြစ်ပါတယ်။လူထုတရားစီရင်ပွဲကိုမွန်ဂိုမြို့နှင့်လေလံဘလုံးကင်းတွင်ကျင်းပခဲ့ပြီးခန်းနာကိုဒုတိယတရားရုံးချုပ်ဒုတိယညွှန်ကြားရေးမှူးမစ္စတာလီရှီမီမှဦးဆောင် ချင်ပါကေကအတွင်ရေးမှူးမစ္စတာလီချီမွန်အပါအဝင်အထူးဒေသဆိုင်ရာတရားစီရင်ရေးအဖွဲ့အစည်းများနဲ့ဒေသခံအုပ်ချုပ်ရေးအကြီးအကဲများတက်ရောက်ခဲ့ကြပါတယ်။ဒေသတည်တည်မှပြည်သူလူထုထောင်ကြီးကတက်ရောက်ခဲ့ပြီး တရားဥပဒေတရားမျှတမှုကိုကုရမ်မြင့်မြင့်တည်ခံခဲ့ကြပါတယ်အထွန်းရေးမှူးမစ္စတာလီချီမော်ကမေကွန်ပြောကြားရာတွင်ဥပဒေစည်းမျဉ်းကိုလစ်လျူရှုကဆက်လက်ပြစ်မှုကျူးလွန်နေသည့်အနေငယ်သောသူများရှိနေစေဖြစ်ပြီးရွေချက်ရှိရှိလူတက်မှုကလေးတငယ်မတွေမှုနှင့်ရွေချက်ရှိရှိထိခိုက်မှုကြောင့်ဒီဆိုးမှုစသည့်ပြင်းထန်သည့်အမှုများမကြာခဏဖြစ်ပွားနေကြောင်းထောက်ပြခဲ့ပါတယ်ဤကိစ္စနှင့်ပတ်သက်၍ MNDJP ဘဟုကော်မတီသဘောထားမှတင်းကျပ်ပြီးဥပဒေရအမြန်ဆုံးနှင့်အပြင်းထန်ဆုံးအရေးယူကပြည်သူလူထုအားအေးချမ်းသာရသောလူမှုပတ်ဝန်းကျင်တရိုက်ကိုပြန်လည်ပေးရန် င်ခိုင်မစွာရည်တည်ကြောင်းပြောကြားခဲ့ပါတယ်ထို့နောက်အထူးဒေသ Vice President of the COP Mr. Yan Wenshan ကအမှုငါမှုဤအစည်းအဝေးများကိုဖတ်ကြားခဲ့ပါတယ်အမှုတစ်ဖြစ်သည့်ကလေးတငယ်အား brain ချင်းမှုအတွက်တရားခံဝန်ထမ်းအားထောင်နေစနစ်ချမှတ်ခဲ့ပါတယ်။မူနစ် UH ရရှိထိခိုက်မှုအတွက်တရားခံဟိန်းချက်ပိုင်းအားပြည်မှုဂျူနန်ဂျင်းတွင်အသက်ဆက်ရှင်နေမပြည့်သည့်ဒီကိုထည့်သွင်းစဉ်းစားကထောင်နေစနစ်ချမှတ်ခဲ့ပါတယ်။အမှု3 UH ရရှိလူသတ်မှုအတွက် တရခန်းလီလျှောက်လန်အားတည်ထောင်ချမှတ်ကကိုပိုင်ပစ္စည်းအလုံးကိုပြည်သူပိုင်တင်ခဲ့ပါတယ်အမှု၄ရွေချက်ရှိရှိလူသက်မှုအတွက်တရခန်းချင်းအလောက်အားတည်ထောင်ချမှတ်ကကိုပိုင်ပစ္စည်းအလုံးကိုပြည်သူပိုင်တင်ခဲ့ပါတယ်နောက်ဆုံးအမှု၅ ရွေးချက်ရှိရှိလူတက်မှုအတွက်တရားခံစော်ထက်အားတည်တံချမှတ်ကကိုယ်ပိုင်ပစ္စည်းအလုံးကိုပြည်သူပိုင်သိမ်းခဲ့ပါတယ်။ပညာချက်ပြီးဆုံးပြီးနောက်တည်တံချမှတ်ခံရသူ၃ဦးကဥပဒေရတည်တံစီရင်ရာနေရာသို့ခေါ်ဆောင်သွားခဲ့ပြီးခေါ်ဆောင်သွားစဉ်အတွင်းမွန်ဂိုမျိုး၏အဓိကလမ်းများမှတစ်ဆင့်ဖြတ်တန်းသွားခြင်းဖြင့်ဥပဒေကိုသိက္ခာကိုထင်ရှားစေခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ဆုံးသတင်းအနေနဲ့မွန်ဂိုခိုင်ပြည်သူစစ်တပ်ဖွဲ့များနှစ်စဉ်ပြန်လည်လေ့ကျင့်ရေးစတင်တဲ့သတင်းကိုတင်ပြပေးပါမယ်။အထူးဒေသတဲ့မွန်ဂိုခိုင်ပါတီကော်မတီ၏လက်ညွှန်ချက်များကိုအကောင့်တွေဖော်ရန်နှင့်ခြေရွာကာကွယ်ရေးတပ်ဖွဲ့များ၏နိုင်ငံရေးစစ်ရေးအရေးသွေးမြင့်တင်ကလူမှုဘေးကင်းလုံခြုံရေးနှင့်တည်ငြိမ်ရေးကိုထိန်းသိမ်းရန်ရည်ရွယ်၍2025ခုနှစ်မွန်ဂိုခိုင်မွန်ဂိုမျိုးနွယ်၌တပ်ဖွဲ့ဝင်များနှစ်စဉ်ပြန်လည်လေ့ကျင့်ရေးကိုနိုဝင်ဘာလ10ရက်ကစတင်ခဲ့ပါတယ်။ပြည်သူစစ်တပ်ဖွဲ့ဝင်များနှစ်စဉ်လေ့ကျင့်ရေးစတင်ခြင်းအခမ်းအနားသို့မွန်ဂိုခိုင်၏ ထူးခိုင်မှုမစ္စတာဂျန်လီဖာနဲ့မွန်ဂိုမျိုးနဲ့ဒုတိယအတူရွေမှုမစ္စတာလော်ဝမ်ဟူတို့တက်ရောက်ခဲ့ပြီးမိန့်ခွန်းများပြောကြားခဲ့ပါတယ်။ထူးခိုင်မှုမစ္စတာဂျန်လီဖာက၎င်းပြောကြားချက်တွင်ပြည်သူ့ဖြစ်များသည့်အရေးကြီးသောနောက်ခံအင်အားဖြစ်ကြောင်းလေ့ကျင့်ရေးကိုအဆမပြေအားကောင်းအောင်လုပ်ကလက်တွေ့စွမ်းရည်မြင့်တင်ရမည်ဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပါတယ်။၎င်းကပြည်သူ့စစ်တပ်ဖွဲ့ဝင်များအားစီကံတင်ချက်စွာလိုက်နာရန်လူမျိုးစုအလိုက်ဒလိထုံနဲ့ယုံကြည်ကူးကွယ်မှုများကိုလေးစားကလူမျိုးပေါင်းစုံညီညွတ်ရေးကိုမြင့်တင်ရန်ညီညွတ်ချစ်ခင်ရန်စစ်မှုထမ်း ွမ်းကျင်မှုများကိုခိုင်မာစေရည်နှင့်တာဝန်ယူမှုတာဝန်ခံမှုကိုမမေ့မလျော့ဘဲအထူးသေးသနှင့်ပြည်သူလူထုအတွက်တာဝန်ယူမှုရှိရန်ဟူသည့်အချက်၅ချက်ကိုညွှန်ကြားခဲ့ပါသည်။ဒုတိယအတင်းရည်မှု Mr. Lowan ဟူကလည်းပြည်သူ့စစ်တပ်ဖွဲ့အားလုံးအားနှစ်စဉ်လေ့ကျင့်ရည်သူဆေးရထက်သန်စွာဖြင့်ပါဝင်ရန်နိုင်ငံရေးအသိပညာနှင့်စစ်မှုထမ်းကျွမ်းကျင်မှုတို့ကိုတွဲဆမြင့်တင်ရန်အမိန့်ကိုပြေဝလိုက်နာရန်ဒုက္ခခံနိုင်ပြီးပင်မမှုကိုမကြောက်ရွံ့သော ခိုင်မာသည့်စိတ်ဓာတ်ကိုပြသရန်နိုင်ငံရေးရည်ရည်ချက်ကိုခံခံမှမှထားရန်နှင့်စစ်မှုထမ်းကုန်ကြက်ဒီကိုအတူတကွ ထိန်းသိမ်းရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။လေးလာသိရှိချက်ရပြည်သူစစ်တပ်ဖွဲ့ဝင်များအားနှစ်စဉ်လေ့ကျင့်ရသည့်တလားကြောင့်မြင်မိဖြစ်ပြီးမွန်ဂိုမျိုးနယ်ရှိကျေးရွာပေါင်းစုံမှပြည်သူစစ်တပ်ဖွဲ့ဝင်များပါဝင်တရမြင်ဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ဂူကန်ရဲ့တပတ်သားတရင်တက်ဆက်မှုများကိုအပတ်စဉ်စနေနေ့ည၈နာရီချိန်တိုင်းထုတ်လွှင့်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပါရခင်ဗျာကျွန်တော်နေဝီဆိုပါ